တဲ့အဖေနဲ့မင်းတကဖွဲနေလားအတူတူနေတာလားကို့အသွေးသားကို့ခန္ဓာကိုကို့ပြန်ကြည့်လိုက်ပါကို့ရဲ့ခန္ဓာကိုအသွေးသားတွေဟာအမေသွေးတစ်ခုတည်းလားအဖေသွေးတစ်ခုတည်းလားအမေရောအဖေရောမိဘနှစ်ပါးလုံးရဲ့သွေးတွေနဲ့တိစောက်ထားတာလားမိဘနှစ်ပါးလုံးရဲ့အသွေးအသားကြောင့်ကို့ရဲ့ခန္ဓာဖြစ်လာရတာမိဘရဲ့အသွေးသားတွေကလည်းယုံနံရှိပြသဘောတရားအရာအိဆာသဘောတရားဖြစ်ပြီးပြဖြစ်ပြီးပြနဲ့မိဘရဲ့အသွေးသားတွေတော့ကို့ခန္ဓာကိုယ်ထဲမှာမရှိတော့ပါဘူးမရှိတော့ပါဘူး မွေးဘွားတော့ကမိဘရဲ့သုဒ္ဓမပြောနဲ့ဟိုလွန်ခဲ့တဲ့တနေ့ကသုဒ္ဓနာအခုမရှိတော့ပါဘူးဒါမလို့မိဘရဲ့အသေးသေးကြောင့်ဖြစ်လာတဲ့ယုံနာခံတာရှိမနေဘူးလားရှိနေတယ်ယုံနာနန်းဆိုတာခဏခဏလေးပေါ့မိဘရဲ့အသေးသေးကြောင့်ဖြစ်နေယုံနာကခုတည်းကရှိနေသေးတယ်ရှိလို့မလို့မျိုးလုံးလေးကအမေနဲ့တူတယ်ပါးစပ်ကလေးကတော့ဖီနဲ့တူတယ်မျက်နှာကျဖို့လေးကဘသူနဲ့တူတယ်စသဖြင့်အမေနဲ့တူတယ်အမေနဲ့တူတယ်ဖီရုပ်ကလေးအမေရုပ်ကလေး စသည်အချင်းခုရက်ထိပြောလို့ရမနေဘူးလားရနေတယ်အတွေ့အသားရုပ်ခန္ဓာလေးကတော့ဖြစ်ပြသဘောရမရှိတော့ပြီမယ်အမေအမေရဲ့သွေးသားကြောင့်ဖြစ်နေတဲ့ဓာတ်တည်လေးကတော့ခုရက်ထိရှိနေတယ်ဒါကြောင့်မလို့ဘယ်သူကတော့အဖေနဲ့တွေ့တယ်ဘယ်သူကတော့အမေနဲ့တွေ့တယ်ဆိုတာရှိတာပေါ့အဲ့တော့အဖေရဲ့သွေးရောအမေရဲ့သွေးရောသွေးနှမျိုးလုံးနဲ့ပေါင်းစပ်ပြီးတော့ကိုယ်ခန္ဓာဖြစ်လာတာဒီကိုယ်ခန္ဓာရဲ့အသွေးအသားပိုင်းရှင်အမေနဲ့အဖေကိုအတူတူပဲကျေစုမဆက်တယ်မလား ဆက်တင်နေနေ့တစ်နေ့ဖြစ်နေသတ်မှတ်မယ်ဆိုရင်လေဘုရားရဲ့အဆုံးအမမာတာပိတိဥပဒ္ဌာနံမိဘပြုစုလူကြီးချင်းဟာမင်္ဂလာပဲဆိုတဲ့အဆုံးအမကိုဥထည်ရဲ့ပန်းစင်ထားတဲ့ဘုရားဘာသာဝင်သူတော်စင်လေးအနေနဲ့နိုင်ငံတကာမှာတခြားနိုင်ငံသားတွေကအပြည်နေ့ဖြစ်နေခွဲခြင်းခွဲပါစေကိုမြန်မာလူမျိုးဘုရားဘာသာမြန်မာလူမျိုးတွေအနေနဲ့ကတော့အပြည်နေ့အပြည်နေ့ပြည်သာခွဲမနေတော့ဘဲနဲ့မိဘနဲ့လို့တည့်တည့်ပေါင်းရင်ပို့ပြီးတော့မင်္ဂလာမရှိဘူးလားအမေနဲ့အဖေနဲ့ပြည်သားရှိတဲ့ဘက်ထောင်းတော့အမေနဲ့ဆိုရင်အမေကြီးကြီးကိုပြောအဖေကညင်းနေရမှာနော် ။အော်ငါနေရောက်မှပဲတွေးကြသေးတာပေါ့။ဟုတ်လားတွေးကြသေးတာပေါ့ဖြစ်နေမှာ။အဖေနဲ့ရောက်တော့လည်းပဲအဖေကြီးသူကုန်နေပဲပြောအဖေကူပဲကြီးသူဆက်အဖေကူပဲသွားကြတော့အမေကဘေးကနေတွေးကြသေးတာပေါ့ပဲလား။မျက်ရည်လေးဆန်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 းနဲ့ရှိမှာပေါ့။အဲ့တော့အဖေနဲ့အမေနဲ့ကိုတသားတည်းထားပြီးတော့နှုတ်အတူတူကြီးသူဆက်လိုက်ပါ။ ဒါကြောင့်အမီနိရဲ့အမီနိရဲ့လို့မြန်မာပြည်ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအနေနဲ့ဒီသာခွဲပြီးတော့ပဲနေမိဘတွေလိုပဲပေါင်းလိုက်တော့ဒါပေမဲ့နေရာတိုင်းတော့အဲ့ဒီလိုပြောလို့ရမှာမဟုတ်ပါဘူးနော်နေရာတိုင်းကအမီနိမလုပ်ကြပါနဲ့မိဘတွေလုပ်ကြပါလို့လည်းဦးဇင်းတို့ကပြုံလှုပ်ဆော်ဟောပြောတာမျိုးလုံးဝလုပ်မှာမဟုတ်ပါဘူးကိုယ့်ကိုတိုက်ရိုက်လာပြီးတော့အမီနိဆိုပြီးတရားဝဲလာပြင်ရင်လားအမီနိတော့မလုပ်ပါနဲ့မိဘတွေလည်းလုပ်ပါစသဖြင့်ချင်းဒါပြောရမှာပေါ့ကြည့်မိဘတွေကောင်းစီတွေတော့ရှင်းမှာပါဘူးလား ။ရှင်းလိုက်ဆိုအခုဒီနေ့ဟောမယ့်တရားကောင်းစင်ကဘာတယ်လဲ။မိဘကျေးဇူးကြီးစံဒီကောင်းစင်တတ်ထားပေမယ့်အဲ့ဒီကြောင့်လည်းမပြောသေးဘူး။ဘာရင်ပြောမလဲဆိုတော့နှုတ်နှလုံးမို့လို့ကြည်ပါလေ။ဒါလည်းပဲရှိကဆယ်ရီးဒီလည်းဟောပို့ပြီးသားဖြစ်မှာပါ။အများအားဖြင့်ပြောကြတာကမြတ်စွာဘုရားရှင်တောင်းမှာအမိကျေးဇူးကိုနှုတ်နှလုံးကိုပဲကြည်အောင်ဆက်နိုင်တယ်လို့မပြောကြဘူးလား။ပြောကြတယ်ဘုရားကစပြောလိုက်တာနော် မြမလူမှုနယ်ပယ်မှာသီလဝါဒပိဋကတော်ကလာတဲ့ဘုရားမမဟောပြောတဲ့ဘုရားမဆုံးမတဲ့သဘောတရားတွေမှားယွင်းနေတဲ့ယူဆတွေစိတ်ဝင်ပြန့်နှံ့နေတာအများကြီးရှိပါတယ်။အဲ့ဒီလိုပဲပေါ့ခုနအမိဘုရားတော်မှမိဘကြီးသူတို့လိုမျိုးပဲကြီးတယ်။အစင်ဆက်စွဲလာခဲ့ကြတော့ဒါကဘယ်အမှန်တရားချင်းနဲ့တမန်ပြီးတော့သခြင်းဆိုတဲ့လူတွေကလည်းဘုရားတော်မှတို့လိုမျိုးပဲကြီးတယ်စသဖြင့်စူးကြပြန်ရော။ အဲ့ဒီသခင်အောင်မြင်ကြောင်ကြတဲ့ဆိုတော့ကဆိုလိုက်တော့အဲ့ဒီသခင်ကလည်းအောင်မြင်သွားတော့လူတွေရဲ့သိတဲ့နှလုံးသားထဲမှာအော်ဖခင်တော်မှအမိယေရှုပြီးခင်ယေရှုမဲတော်ယေရှုတို့တလုံးပေါ်ပဲပြောင်းဆက်နိုင်တယ်လို့ယူဆသွားကြတာဟိုရှိတာပေါ့သုံးပါးတွေကတော့ဟိုပန်းနေတာတွေကတော့အများကြီးပဲပေါ့လေတားရှိဦးထန်းထန်းမြင်နေတယ်တို့ဘာလို့မရှိဘူးလားပြဝနာသားမှာမြားစိတ်ကြည်သွားတာကိုပဲပြုပ္ပလနဲ့ပါရိကာကတရားမင်းကြီးက လူရစုတောင်းဆိုတော့တရှိဦးထာနာမြင်ရပါတယ်တရားမြတ်လူစုတောင်းလိုက်တာ ਨੇ တခွန်းနဲ့အเจ้าရသုံးမျိုးပါအောင်ဟာလာတားကရှိဦးထာနာမြင်ရနေဆိုတော့တားကလည်းပဲညာစီပြင်ပြီးတော့အသက်ရှင်လာရမယ်ရှိဦးကလည်းရအောင်မယ်မြင်ရနေဆိုတော့မျက်စိနှစ်ဖက်နှစ်ပြောပြီးတော့တရားလုံးကမျက်စိကွယ်နေတာကိုမျက်စိကွယ်တာလည်းပြန်လင်းမြင်တယ်စကားတခွန်းနဲ့သုံးခုပြီးလဲဆိုပြီးတော့စကားကြီးဆယ်မျိုးဥပမာတွေပါပြီးကြတဲ့အခါကျတော့အဲ့ဒါသုဝနာတာမဆက်တော့ကိုးကားပြီးတော့ သားရှိဦးချမ်းသာမြင်းငင်းနဲ့ဆိုတဲ့စကားပြောကြတာတကယ်တော့ဟုတ်ရဲ့လားပြုပုလနဲ့ပါတိကသားရှိဦးချမ်းသာမြင်းငင်းနဲ့လည်းဗဇာမင်းကြီးဒီမှာဆူတောင်းလိုက်လို့ပြုဝနာသားမမျက်စိပြင်းပြီးတော့အသက်ရှင်လာတာလုံးဝမဟုတ်ပါဘူးယုဂုလာယောပါရိယုဂုလာကလည်းသူအသုသစ္စာစုပါရိကကလည်းသစ္စာစုဟိုနဲ့အရင်ဘဝကနတ်သမီးကလည်းသစ္စာစုအတိအထိသစ္စာတွေစုကြလို့သစ္စာတခုကြောင့်မျက်စိပြေပြီးတော့အသက်ပြန်ရှင်လာတာပြန်ချလာနိုင်တာနော် ဖြေဟောထမ်းလာလို့လားမထမ်းပါဘူးရေဦးပဲထမ်းလာပါအဲ့ဒီလိုအချင်းပေါ့လေသားရှိဦးထမ်းနေသားရှိနေပိဋကတ်တမှာပဲပါတယ်လို့ဖြစ်နေတာပေါ့ဟုတ်ပြန်ဆောပြရလာပြီးတော့စွန် အစွန်ရအောင်ပြင်ညာကျုပ်ကိုအားထုတ်နေတာဒုက္ခရသရိယာရီကျင့်ကျင့်နေတော့ပစ္စသင်္ခဏတာကစောင်းလီလာသည်စောင်းကျူလီရော့တော့လည်းပဲအတန်ကောင်းကောင်းမထွက်စောင်းကျူတင်းနေတော့လည်းအတန်ကောင်းကောင်းမထွက်မရော့မတင်းလေးစောင်းကျူလီကြီးပြီးတီးလိုက်တော့မှစောင်းတန်လေးသာသာရရာထွက်အဲ့ဒါကိုဘုရားအလောင်းတော်ကကြားလိုက်တော့မှဘောငါပြင်းပြင်းထန်ထန်ကျင့်နေလို့လည်းတရားရမှာမဟုတ်ဘူးကာမဂုဏ်ခံစားရော့ရော့ပုတ်ပုတ်ကျင့်နေလို့လည်းတရားရမှာမဟုတ်ဘူးအလေအလတ်မရော့မတင်းလေးကျင့်မှတရားရမှာ အဲ့ဒီညာလေးပွင့်သွားပြီးတော့အဲ့ဒီညာမှာဆွမ်းခံထွက်တရားပြန်ခြင်းလို့တရားရတယ်လို့အစင်ဆက်ပြောနေကြတာအဲ့ဒါရောဟုတ်ရဲ့လားမဟုတ်ပါဘူးဦးဇင်းတို့ရဲ့မြတ်စွာဘုရားကဆရာမကူတန်ဘူးညာနဲ့သစ္စာလေးပါထူးထူးသိတာလက်ကုတ်တာတရားကိုဆရာမရှိဘဲနဲ့သိတာပါဆိုပင်စံခဏတားကစောင်းတီးပြီးမှအမြင်မှန်ရပြီးတော့အသိမှန်ရသွားတဲ့ဆိုရင်မြတ်စွာဘုရားကဆရာရှိရဲ့ဆိုတဲ့သဘောဖြစ်မနေဘူးလားပင်စံခဏတားကပဲဖရာရဲ့ဆရာလိုဖြစ်နေမှာ ဖျားဖြစ်ပြီးမှသာပင်စသက်ခဏတကစောင့်တည်ပြီးဖျားပူဇော်တာပါ။ဖျားမဖြစ်ခင်ကစောင့်တည်ပြီးတတိလာပေးတာဟုတ်ရဲ့လား။မဟုတ်ဘူး။အဲ့ဒါကိုပဲအစဉ်ဆက်ပြန်နေလာတော့ဒါကိုပဲအမှန်တရားချင်းနဲ့သတ်မှတ်တော့ဟိုတချို့တကလည်းလာလာရှောက်နေရှိပါတယ်။တချို့ဘာသာကြားတွေကတပည့်တော်တို့ကိုလာလာပြောနေတယ်။မင်းတို့ဖျားကသူများစောင့်တည်ပြမှတရားရတာတဲ့။နှိတ်ွယ်ဖြစ်နေတာပေါ့။မဟုတ်တဲ့အမှားတွေကိုအမှန်ဖြစ်နေသတ်မှတ်ပြီးတော့ရေးကြပြောကြဟောကြဆိုတော့ ဘုရားရဲ့တရားတော်တွေအလွဲကြီးဖြစ်ကုန်တာတမင်မကြီးရွေးမဲ့ဘုရားရဲ့တရားတော်တွေကိုဖြစ်စည်းပြလိုက်တာပဲသာသနာဖြစ်လိုက်တာပဲသာသနာဖြစ်တာပဲအခုမြတ်စွာဘုရားတမန်အမိကျေးဇူးတို့တလုံးမှုပဲကြီးတယ်ဆိုတဲ့စကားဟာလေတမင်ကြီးရွေးဒီဖြစ်စီမကြီးရွေးဒီဖြစ်စီသာသနာဖြစ်တဲ့စကားပဲဘုရားအဆုံးအမတွေနဲ့လုံးဝဆန့်ကျင်တဲ့စကားပဲမြတ်စွာဘုရားတို့တလုံးမှုပဲကြီးတယ်ဆိုတော့ပရိနိဗ္ဗာန်ဆန်သွားတာအကြီးဘယ်လောက်ကြံနေသေးတယ် ။ရက်အမေကြီးတို့တို့လုံးပေါ်အကြီးကျယ်နေဆိုအကြီးပဲသွားဆမ်းမှာ။ကြီးမကြီးပဲနိဗ္ဗာန်ဝင်သွားတယ်လို့ဖြစ်နေတယ်။ဖယားမှာမဟုတ်ပါဘူးယဟန်နဲ့ရှင်မြတ်တွေလည်းကြီးအမေကြီးသူလည်းကြီးမကြအောင်ဘသူကြီးမှမကြံပါဘူး။ပရိနိဗ္ဗာန်စံဝင်သွားကြတဲ့ဘုရားပြည့်စုံဘုရားယဟနာအရှင်မြတ်ဒီဘုသူအပေါ်မှာမှကြည်စုကြွေးလည်းမကြံဘူးအကုသိုလ်ကြွေးလည်းမကြံဘူးအိုးရှင်အင်္ဂုလိမာလာတို့လူဝေကြောင့်ပေါ်ပါတော့က လူပေါင်းများစွာတတ်ချက်ခဲ့တာပဲအကုသိုလ်တွေပါဏာတိပါဒအကုသိုလ်တွေအကြီးကြီးရှိခဲ့တာပေါ့ဒါပေမဲ့ယဟန္တာဖြစ်ရဟတ္တမဉာဏ်ကြီးရပြီဆိုတဲ့တိုင်းနဲ့ဒီဘဝမှာလူတက်ခဲ့တဲ့အကုသိုလ်ကံတွေရအတိတ်ဘဝသံသယဆက်ဆက်ကပြုခဲ့တဲ့များအကုသိုလ်ကံတွေအကုန်လုံးကိုရဖြတ်တောက်ဖြည့်ဆည်းလိုက်ပြီးပြီရဟတ္တမဆိုတဲ့လက်နဲ့နဲ့ဖြည့်ဆည်းပြန်လိုက်ပြီအကုသိုလ်တွေနဲ့ဖြည့်ဆည်းရလားဆိုတော့မဟုတ်ပါဘူးကုသိုလ်ကံတွေကိုပါဖြည့်ဆည်းပြန်လိုက်တာအကုသိုလ်ကံတွေလည်းအကျိုးပေးမှမရှိတော့ကုသိုလ်ကံတွေလည်းအကျိုးပေးမှမရှိတော့ဘူး အခုပဲသူမကြည်နဲ့တဲ့လူတွေကရှိသေးတာနော်။ဒီခုနေမှလာလူတွေတော့တတ်ပြီးတော့ရဟန္တာချက်တာမကြည်နဲ့ဘူးလေ။အဲ့ဒါကတော့နောက်မှရှင်းပြရမှာပေါ့။ပြောချင်တဲ့ကတော့ဘုရားမင်းသက်ကဘုရားရဟန္တာရှင်းတဲ့ဒီဘုသူ့အပေါ်မှာမှကြီးစုကြီးလည်းမရှိပါဘူး။အကုသိုလ်ကြီးလည်းမရှိပါဘူး။အကျွေးတွေအလုံးကြီးရှင်းစွာနဲ့ပဲပြိဋိဘံဆောင်ဝင်သွားကြတာပါ။မြတ်စွာဘုရားနှုတ်နှလုံးပေါ်ကြီးတယ်ဆိုတာကတော့မြတ်စွာဘုရားကိုရောတိုင်းဟောခဲ့တယ်လို့ပဲပြောရမှာပဲ။ တိုင်းရအဖြစ်တော့ခေါ်ကြတာမဟုတ်အတီးပြုလက်မှတ်ထူသွားခြင်းခေါ်ခဲ့တာပြီးတော့ဂေါရမီကအဲ့ဒီမှာစံဝင်ကဏ္ဍမှာမြတ်စွာဘုရားရှင်ကိုဖြောက်တာပေါ့ဖြောက်တဲ့ဇာကားလေးတွေကတော့အများကြီးရှိတာပေါ့လေခုတလောကလည်းဆရာတော်တစ်ပါးကမြည်ရတော့ဂေါရမီကြောင့်ခေါ်တော်မူမှာလားအဲ့ဒါဖြောက်သွားတဲ့ဇာကားထဲမှာပါရာပါအာနန္ဒတော်မဟာမုဏိဗန္ဒနာရက္ခဏီမရှင်အာနန္ဒတော်မဟာမုဏိဒီပါဠိလေးတစ်လုံးပါပါတယ် အဲ့ဒီပါဠိရဲ့အဓိပ္ပာယ်ကမြတ်စွာဘုရားတဲ့မြတ်စွာဘုရားဟာဘုရားတပည့်တော်ကိုတန်မြာဝိသင်းရဲ့ကလွတ်မြောက်အောင်နိုင်ရစဉ်အနောက်ဘက်တွေကနေလွတ်မြောက်အောင်စောင့်ရှောက်ကြည်တင်တော်မူတဲ့အတွက်ဘုရားတပည့်တော်ရဲ့မရဲ့အပေါ်မှာလူဘူးကြီးတစ်ဆက်မှမကျန်တော့ပါဘူးဘုရားတပည့်တော်မရဲ့အပေါ်မှာနှုန်လုံးမလုံးကြီးစုတည်ကြီးသွားပါပြီအဲ့ဒီစကားရလေးဆောက်တော့မြတ်စွာဘုရားရှင်ကဟဲ့ဂေါရမီအဲ့ဒီလိုမချောင်းနဲ့လေနေမှာရှိတဲ့မိဘလူဘူးကြီးစုတည်အကုန်မကြီးသေးဘူးလူတလုံးမဟုတ်ပဲကြီးတယ် ပြန်ပြီးတော့စကားပြန်ပေးမှာပေါ့မိနေတော့ဂေါတမိကနုံနှလုံးပေါ်လုံးရှင်ပြားဟာတပီတော်ပေါ်မှာတာမြဝုစင်းကလွံ့မြောက်အောင်ကေတင်နေတဲ့နုံနှလုံးပေါ်လုံးကြည်ပါတယ်လို့ရှောက်ထားတာကိုမြတ်စွာဘုရားရှင်ကမဆန့်ကျင်မကက်ွက်အတီးပြူသောအချင်းမဆန့်ကျင်မကက်ကွက်သောအချင်းအတီးပြူလိုက်တဲ့အတွက်မိနေတော့ဂေါတမိရှောက်တဲ့စကားဒီပင်လင်မြတ်စွာဘုရားရှင်ရဲ့စကားပဲလုံငန်းကိစ္စတွေတခုတခုလောက်ကြတဲ့အခါကျတော့ထောက်ခံတာတခုခုယူနေဆိုကြပါစို့ ဝင်းကြီးရဲ့ထောက်ခံစာရေးလုပ်ငန်းတစ်ခုလုပ်တဲ့ကဝင်းကြီးရဲ့ထောက်ခံချက်ပါမှရမယ်ဆိုတော့ထောက်ခံစာရေးရတယ်လေလက်နေဆက်ဖြေးကနမမကွန်ပျူတာစာစီတဲ့သူကဒေါက်တာဒေါက်တာဒေါက်တာနဲ့သူကကွန်ပျူတာစာရေးစီခွင့်ပြုပါတယ်ဆိုတဲ့အကြောင်းစာစီတာပေါ့စာစီပြီးတော့မှဝင်းကြီးသွားပြဝင်းကြီးကစာဖတ်ကြည့်ပြီးတော့သူ့သဘောတူတယ်သူခွင့်ပြုတယ်ဆိုတော့လက်မလေးထုံးမပေးလိုက်ဘူးလားလက်မလေးထုံးပေးလိုက်တယ်ဘယ်လို့ကိုလုတ်ခွင့်ပြုလိုက်ပါတယ်ပေါ့ဘယ်လို့ကိုလုတ်ခွင့်ပြုလိုက်ပါတယ်ဆိုတဲ့စကားလေးကဝင်းကြီးရေးတာလားနန်းနေဆက်စီရေးတာလား ဝင်းကြီးကြီးတယ်လားကွန်ပျူတာစာစီတဲ့လူကစီတာလားအဲ့ဒီခွင့်ပြုကြတာချင်းလက်နက်စစ်ရေးခွင့်ပြုချက်ပေါ့ကွန်ပျူတာစာစီသမားရဲ့ခွင့်ပြုချက်ပေါ့ဘယ်ခွင့်ပြုချက်တော့ဝင်းကြီးခွင့်ပြုချက်ပဲဒါပေမဲ့ဝင်းကြီးလည်းရေးတလုံးမှမပါဘူးလက်မှတ်ထိုးတာလည်းပဲပါတယ်ဝင်းကြီးရေးထားတဲ့စာလက်နက်စစ်ရေးရေးထားတဲ့စာကွန်ပျူတာစာစီသမားစီထားတဲ့စာကိုဝင်းကြီးကဖတ်ကြည့်ပြီးတော့မှန်တယ်သိကြတယ်ဆိုပြီးတော့ လက်မှတ်လေးထိုးလိုက်တာနဲ့ဒီဘက်နဲ့လက်နဲ့စစ်စစ်ရေးထားတဲ့စာရီကွန်ပျူတာစာစီသမားစီထားတဲ့စာရီဟာဘာလို့စာဖြစ်သွားလဲဝိညာဉ်ရဲ့စာဖြစ်သွားတယ်ဝိညာဉ်ရဲ့အာဘော်ဖြစ်သွားတယ်ဝိညာဉ်ရဲ့သဘောထားဖြစ်သွားတယ်အဲ့ဒီဒီဘက်မှာမီဒီယာကောနမီကရှောက်ထားတာပါပဲရှောက်ထားတော့ကမြတ်စွာဘုရားရှင်ကလက်မှတ်ထိုးပေးလိုက်တော့ကိုလိုကြီးထိုးပေးတာတော့မဟုတ်ဘူးနော်မဆန့်ကျင်ပဲမကန့်ကွက်ပဲမရင်းပဲပဲနဲ့အတီးပြူလိုက်တဲ့အတွက်ဒါမြတ်စွာဘုရားအတီးပြူပြီးတာမြတ်စွာဘုရားလက်မှတ်ထိုးပြီးတာ ။နောက်ဆိုတော့တစ်စိတ်လုံးထုပြီးသားဖြစ်သွားတာပေါ့။ဒါဆိုတော့မေတ္တာကရမီရဲ့နောက်နှလုံးလုံးကြည်ပါတဲ့ဆိုတဲ့ရှောက်ထားချက်ပြီးပြီလေမြတ်စွာဘုရားရှင်ရဲ့မိကြတော်မူချက်ပဲ။ပြိဋိဘံသံဃာတိကျတဲ့မြတ်စွာဘုရားကမေတ္တာကရမီကအများကြီးရှောက်ပါလေ။ရှောက်ထားချက်တွေအများကြီးထဲမှာတစ်ခုကဘာလဲဆိုတော့မြတ်စွာဘုရား။ဘုရားတပည့်တော်မဟာမြတ်စွာဘုရားရှင်ဘုရားကိုလောကနှုတ်ဤတိုက်ကြည့်ပြီးတော့ပြုစုမွေးမြူဆန့်ရှောက်ခဲ့ရတဲ့အတွက် လောကလူကြီးတိုက်တွန်းပြီးတော့ရူပကာယရုပ်ကိုယ်တွေကြီးထွားလာအောင်ပြုစုစောင့်ရှောက်ပြရတဲ့အတွက်တပိတော်ဟာအရှင်ဖျားရဲ့မေတော်ပါတပိတော်ဟာအရှင်ဖျားရဲ့အမေပါအရှင်ဖျားကတပိတော်ကိုဓမ္မလူကြီးတိုက်တွန်းပြီးတော့ဓမ္မကာယတရားကိုယ်တွေကြီးထွားလာအောင်ပြုစုစောင့်ရှောက်မွေးမြူခဲ့တဲ့အတွက်အရှင်ဖျားဟာတပိတော်ရဲ့ခမဲတော်ပါအရှင်ဖျားဟာတပိတော်ရဲ့အဖေပါအရှင်တပိတော်မှာတိုက်တွန်းခဲ့တဲ့လောကလူကြီးက ဆာလောင်မုသိမ့်မှုကိုတင်းငါတခဏပဲပြည့်ပြောက်စေနိုင်ပါတယ်။အရှင်ဘုရားတိုက်ကြွေးတဲ့ဓမ္မလူကြီးကတော့ဆာလောင်မုသိမ့်မှုကိုအပီးတိုင်းအမြဲထာဝရရည်အီပြည့်ပြောက်စေနိုင်ပါတယ်။အရှင်ဘုရားဟာဖျားတပည့်တော်မကိုတန်ရောစဉ်အနှောင်းဖွဲ့ဤသံဃာအနှောင်းဖွဲ့ဘဝအနှောင်းဖွဲ့တွေကခန္ဓာအနှောင်းဖွဲ့တွေကနေလွတ်မြောက်အောင်ဆန့်ရှောက်ကျင့်တော်မူတဲ့အတွင်ဖျားတပည့်တော်မရဲ့အပေါ်မှာလူ့ဘူးကြွေလုံးဝမရှိတော့ပါဘူး။ ရှင်ပြားဖျားတိပိဓမ္မရဲ့ပုံမှာနှုတ်နှလုံးကိုလုံးကျေစုကြည်အောင်ဆက်ပြီးသားဖြစ်သွားပါပြီဒီစကားရက်ကလေးပါပါတယ်ဒီဆရာကြီးလေးကိုလည်းနည်းနည်းလေးချက်ကြည့်ပေါ့မြတ်စွာဘုရားရှင်ကမိရတော်ဂေါတမီရဲ့အခွင့်အရေးဖြစ်မနေဘူးလားဘာကြောင့်လဲဆိုတော့ဓမ္မနုကြီးတိုက်ကြွေးပြီးတော့ဓမ္မကာယဓမ္မကိုယ်တွေတရားကိုယ်တွေကြီးကြီးထွားလာအောင်ဆောင်ရှောက်လို့တစ်ဖက်ကနေပြန်တယောက်ကအဖေစွန်းတယောက်ကသမီးပဲဖြစ်ရမှာလေ ဒါပေမဲ့ဓမ္မရှုတော်ကကြည့်ရင်တော့ဘုရားကပြီးမိရိတော်ဂေါရမီကသမီးလောကရှုတော်ကကြည့်ရင်တော့မိရိတော်ဂေါရမီကအမီအမီကအမီရင်းတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့အမီကဲဆိုအမီရင်းကဲတဲ့ကုသဆောင်ချခဲ့တယ်ကိုကိုတိုင်းမွေးထားတဲ့သာနာနာမင်းသားလေးရှိရတဲ့နာနာမင်းသားကိုလူထင်းရတဲ့လွဲသူများတို့ပဲတိုက်ကြည့်ပြီးတော့ကိုယ့်ရဲ့လူကြီးကိုကြတော့ဘုရားအလောင်းတော်ကိုပဲတိုက်ကြည့်ခဲ့တာမေတော်မဟာမယာဒီဘီကဥစဉ်ရဲ့မြတ်စွာဘုရားလောင်းတဲ့တဲ့မင်းသားဗနဲ့ရဲ့ ဝေလွန်သွားတာလေခொနည်းနဲ့ဝေလွန်သွားတော့မိရတော်ဂေါတမိကပဲမြို့ကျတက်ကြီးပြီးတော့မွေးမြူပေးရတာဒါကြောင့်အမီလိုပဲခေါ်ရမှာပေါ့အဲ့တော့လောကသဘောရကြည့်ရင်တော့မိရတော်ဂေါတမိကအမီမြတ်စွာဘုရားရှင်ကသာဓမ္မသဘောရကြည့်ရင်တော့မြတ်စွာဘုရားရှင်ကအဖေမိရတော်ဂေါတမိကသမီးတရားနဲ့တရားတော့နှုတ်ရတယ်မတိုက်ကြွေးကြဘူးလား တိုက်ကျွေးတဲ့တိုက်ကျွေးတဲ့မျိုးကြီးခြားနာချက်ကိုမိရတော်ဗုဒ္ဓမြတ်ရောက်ပါတယ်။တပိတော်မှာတိုက်ကျွေးတဲ့လောကမျိုးကြီးကဆာလောင်မှုသိမှုကိုတင်းကားတစ်ခဏပဲညီဤပြောက်စေနိုင်ပါတယ်။အရှင်ပြတိုက်ကျွေးတဲ့ဓမ္မမျိုးကြီးကတော့ဆာလောင်မှုသိမှုကိုအမြဲထာဝရညီဤပြောက်စေနိုင်ပါတယ်။ဆာလောင်မှုသိမှုဆိုတာကတဏှာကိုပြောတာပါတဏှာဆိုတဲ့ပါဠိစကားလုံးကိုသာယာတဲ့နှိမ့်တဲ့တံပတ်တဲ့ဆွေးနဲ့ညီကတဲ့ချစ်တဲ့စသည်အချင်း အမျိုးမျိုးပြောပြီးမဲ့တဏ္ဍာဆိုတဲ့ပါဠိစကားလုံးကြီးရဲ့ထိုင်ရိုက်ထွက်တဲ့အနေတွေကတော့ဆာလောင်ခြင်းပဲဆာလောင်မသိခြင်းကိုတဏ္ဍာလို့ခေါ်ပါတယ်ကလေးလေးနှုတ်ဆာတော့မငိုဘူးလားကလေးကနှုတ်ဆာလို့ငိုတော့မင်းကနှုတ်ရင်တိုင်းနှုတ်ဝတော့ကလေးကငိုတိတ်သွားတာပဲဝါမရလည်းမဟုတ်ပါလိနှုတ်သားရဲဆိုတဲ့ငိုတိတ်နှုတ်ဝပြီဆိုတော့လည်းဆက်ပြီးတော့မဆုံးတော့ပါဘူးဆာလိုက်မသိဆာလောင်မသိမှုလीအ ြည်ပြောက်သွားတယ်။အမေတို့ကြောင့်သားမှာသို့မဟုတ်သမီးမှာဆလာမုတ်တဲ့မှုပြည်ပြောက်သွားတယ်။ဒါပေမဲ့အပြီးတိုင်းပြည်ပြောက်သွားလားဆိုတော့မဟုတ်ဘူး။တော့ကြာကြာတော့ဆားတော့ဖြန့်ငိုမငိုပြန်ဘူးလား။ငိုပြီးတော့နှုတ်ထက်တောင်းပြန်တာပဲအမေကနှုတ်ကြီးဖြတ်ပြီးတော့တိုက်ကျွေးရပြန်တာပဲ။အမေတိုက်တဲ့နှုတ်ကြီးဟာလောကနှုတ်ကြီးဟာဆလာမုတ်တဲ့မှုကိုအပြီးတိုင်းပြည်ပြောက်စေနိုင်ရဲ့လား။မပြည်ပြောက်စေနိုင်ဘူးခဏခဏဆားနေတာပဲ။ဘယ်နှစ်နှစ်လောက်ထိတိုက်ရတာတော့ ဘကုဘလာကဘယ်တွေ့ကြတော့နော်အဲ့ဒါလုံးမပြတ်မရှင်းလဲဆိုပါတော့အဲ့ဒါလုံးမပြတ်မရှင်းခဏခဏလုံးမစားဘူးလားစားတာပဲဒါလို့ရင်တခုတည်းပဲပြောသေးတာအမေရဲ့လို့ရင်လို့စားတဲ့တဏှာလေးကိုတပြင်ကတခဏပဲပြင်းပြဆင်နေတခြားသောအာယုန်လေးကိုစားတဲ့တဏှာကိုတော့ပြင်းပြဆင်နေရလားမပြင်းဆောင်မြောက်ဆင်နိုင်ဘူးလူလေးနဲ့နေပြဒါမှမဟုတ်လည်းလုံးမပြတ်သေးခင်မှာဖြစ်စွာအာဟာရလေးတွေပါလိမ့်မယ်ကြီး ကျေတော့နှုတ်တော့နှုတ်ရင်လည်းတောက်တယ်ဆိဆွာအာဟာရလေးလည်းစားတယ်နှုတ်ဝါလို့ဆိုပြီးတော့မကျေနပ်ဘူးသူစားနေကြအာဟာရလေးလည်းမတောင်းဆိုဘူးလားတောင်းဆိုတယ်ထမင်းသားရဲ့ရွေးရတော့ထမင်းလေးတောင်းတယ်ငပြိုသီးလေးခုနဲ့ရတဲ့ငပြိုသီးလေးတောင်းတယ်စားရခြင်းပေါ့ငပြိုသီးလေးစားခြင်းနဲ့ကျေဥကြီးစားခြင်းနဲ့စားရခြင်းတခြားနေရာတော့အာယုန်ဒီမှာထပ်ပြီးတော့မစားဘူးလားစားတာပဲစားတော့စားကြမျိုးစုမှစားတယ်တောက်ကြမျိုးစုမှစားတယ်ခုခေတ်ကလေးလေးဆိုရင်တော့ဟိုလာသားလေးကတည်းကကုတ်တွေပါတယ်တောက်ကြနေပြီလေဟုတ်လား ဆော်ရပါတဲ့ဒီချူကြီးတွေတောက်တဲ့ကုန်ပြီဒါကတော့တကယ်တမ်းကျတော့ကျမ်းမာကြီးထိခဲ့ကြောင်းပါပဲခလေးကလေးကအဲ့ဒီလိုအချူကြီးတွေတောက်တက်ကြီးလာလို့ရှိရင်သိပ်မကြီးခင်မှာကိုယောဂါတွေမျိုးမျိုးရမှာပဲအဲ့ဒီလိုချူကြီးဆိုတာကအသက်ကြီးတဲ့လူတွေတောင်မှမတောက်သင့်ပါဘူးဟိုခလေးလာတာလေးလူလူလေးဆိုတော့မပြောနဲ့တော့နော်ကျမယုကလည်းထိခိုက်သေးပါတယ်စိတ်နဲ့ဉာဏ်ကြီးကိုလည်းထိခိုက်သေးတယ်ဥနာကိုလည်းထိခိုက်သေးတယ်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေလို့စားတဲ့တဏှာတောင်မ တရင်ကတခဏပဲပြည်ပြောက်တယ်တခြားတခြားဆာလောင်တဲ့တဏှာတွေဆိုရင်တော့လုံးဝကိုအမြင့်တို့ကြီးကဘာမှမတတ်နိုင်ဘူးဟုတ်အဖေကိုတွေ့ရင်နဲ့အဖေခေါ်ပြီးဖူဖူနဲ့တွေ့ရင်နဲ့ဖောက်ဖောက်နဲ့တွေ့ရင်နဲ့အန်တီလေးနဲ့တွေ့ရင်နဲ့ဦးလေးနဲ့တွေ့ရင်နဲ့စသဖြင့်ချင်းသူတန်ရောစဉ်ရှိတဲ့လူတွေကိုလည်းတွေ့ရင်မြင်ရင်တန်ရောစဉ်ရှိတဲ့တပည့်ချီတာပို့တာခံယူခြင်းဆိုတဲ့ဆာလောင်မှုတွေကတဏှာလေးကိုရောအမြင့်တို့ကြီးကပြင်ချောက်ပေးနိုင်ရဲ့လားမပြင်ချောက်ပေးနိုင်ဘူး လို့စားတဲ့တဏှာလေးကိုတောင်းမှတခြင်းကတခဏလေးပဲပြောင်းနေတာတခြားဆာလောင်မို့တဲ့တဏှာလေးကတော့တခြင်းကတခဏလေးတောင်းမှမပြေပြောင်းနိုင်ဘူးမပြေပြောင်းနိုင်တဲ့အပြင်ပို့ပြီးတော့တောင်းမှဆာလောင်မို့တဲ့မူတဏှာတွေတိုးဝလာပါသေးတယ်အသက်ကလေးရလာလေးရက်ကလေးရလာလေးလာလေးရလာလေးနှစ်ကလေးရလာလေးအသက်ကြီးလာတာနဲ့အမျှဆာလောင်မို့တဲ့မူတဏှာတွေဟာတိုးတိုးလာတယ်နောက်ရဲ့ဥယျာဟာအသက်ကြီးလာလေရှင်လာလေဖြစ်တယ်လို့ပဲလူတယောက်ရဲ့တဏှာကလည်းအသက်ကြီးလာလေ ပေါ်ပေါ်ပြီးတော့များလာနေတယ်။ဟိုယုတ်ကလေးလဲလိုရင်းနေဒီယုတ်ကလေးလဲလိုရင်းနေဖိဖိဟိုယုတ်ဝယ်ပြီးဒီယုတ်ဝယ်ပြီးနေမပူဇော်ဘူးလား။အမြင့်တို့ကြီးအဲ့ဒီတဏှာကိုပယ်ဖြောက်ပေးနိုင်ရဲ့လား။မပယ်ဖြောက်ပေးနိုင်ဘူး။မပယ်ဖြောက်ပေးနိုင်တဲ့အပြင်ဟိုတို့ကြီးကလည်းမဖြောက်နိုင်အဖေအဖေမေရီကိုနိုင်ကအဲ့ဒီဆာလောင်မှုသိမှုတဏှာကိုပယ်ဖြောက်မပေးနိုင်တဲ့အပြင်တူဘောအောင်တောင်သူ့ပေးတယ်လို့ရှင်နေတယ်။ ။အတ္တဒီပုံလေးကစားလို့ကောင်းတယ်နော်။မိမိဒီယုတ်ကလေးကလှတယ်နော်နဲ့အစားအသောက်လေးပို့ပြီးတော့သဘောကျအောင်အယုတ်ကလေးပို့နှက်တဲ့အောင်နှုတ်ဆောင်မပေးဘူးလား။သာသမီတွေတဏှာတွေတိုးပွားလာအောင်တက်ရှိတတ်မဲ့အာယုန်တွေပေါ်မှာတန်ရုံးစဉ်တွေ့လာအောင်ချစ်တတ်လာအောင်ကြိတ်တတ်လာအောင်ညှက်နှိုးတတ်လာအောင် တွေ့တတ်တတ်လာအောင်ဆွေးလန်းတတ်လာအောင်ဘယ်သူကပဲလုပ်ပြရလဲ။မိဘကပဲလုပ်ပြမိဘကျေစုကနေစကားပြောနေတာမဟုတ်ဘူးနော်မိဘကျေစုဆိုတာကတပိုင်းတက္ကနာပဲလောကတ္တတ္တိတာတော့ ။ဤမတလောကတာတတ်သိတာတော့ဆိုပြီးတော့လောကအကြောင်းသိအောင်လုပ်ပြတာကတပိုင်းတက္ကံလား။တစ်ခါကခုမိဘကျေးဇူးကျင်းပင်ရစတဲ့ရှုထောင့်ကကြီးလိုက်တဲ့အခါကျတော့အမင်းတို့ကြီးဟာဆာလိုက်မှုတဲ့မှုတဏှာကိုမပြေပြောက်စီနိုင်တဲ့အပြင်ဒီတို့ကြီးကြောင့်ဖြစ်ပေါ်လာတဲ့ဒီယုတ်ခန္ဓာဒီယုတ်နံခန္ဓာကတခြားတခြားဆာလိုက်မှုတဲ့မှုတဏှာကြီးကြောင့်တူဝမလာဘူးလား။တူဝလာတယ်တူဝလာအောင်လေမိဖီးလေးကပဲမိဘကတော့မေတ္တာနဲ့တော့တိအောင်လို့လုပ်ပြရတော့တိအောင်လုပ်ပြတဲ့သဘောတော့ဖြစ်တာပေါ့ဖြစ်ပေမဲ့တစ်ဖက်ကကြည့်ရင်တော့ သားသမီးကိုတဏှာတွေဖြစ်လောင်လုပ်ပြတဲ့နဲ့မတူဘူးလားအဲ့လိုပြောလို့မလုပ်ပြရလို့မဆိုလို့ဘူးနော်ဟာခွန်ကြီးကဟောတဲ့မုံလေးစားကောင်းတယ်နော်အယုတ်ကလေးထားတယ်နော်လို့ပြောတာတဏှာတွေအောင်လုပ်ပြတယ်ဆိုရင်ဘုံမကြည့်ပဲနေမယ်အယုတ်ဝယ်မပြီးပဲနေမယ်ဆိုလို့ဖြစ်ပါမလားသူ့အပိုင်းနဲ့သူသူ့ရှိကောင်းတဲ့သူသူ့အကန့်နဲ့သူသူ့ကန္တာလေးနဲ့သူပါဒီဘက်မေတ္တာကတော့အပြည့်ပေးရမှာပါပဲဒါပေမဲ့ခုကကျေးဇူးကျေးမကျေးလောကညူကြီးနဲ့ဓမ္မညူကြီးခြားနာကျက်သဘောလေးနားလည်အောင်လို့ပြောပြနေတာ လောကနှုတ်ရဟာတဏှာကိုကြီးပြောင်းမသွားစေနိုင်တဲ့အမြင်တဏှာကိုတူပွားလာစေပါလေချဲ့တယ်မိသဘောပေါက်တော့ပေါ့နော်မြတ်စွာဘုရားတည့်ကျွတဲ့ဓမ္မနှုတ်ရကကြတော့ဆာလမုဒ္ဓမူတဏှာတွေကိုကြီးအီးပြီးဖြောက်စေနိုင်တယ်အရဟတမေနဲ့များအရဟတမေအရဟတုနဲ့ကိရိသာတွေကိုကြီးပြတ်ပယ်သပြီးပြီးတဏှာကိုကြီးပြတ်ပယ်သပိုက်ပြီးပြီးဆိုရင်တော့ဘယ်အာယုံကိုမှဆာလောင်နေစရာမရှိတော့ဘူးဘယ်ဘဝကိုမှဆာလောင်နေစရာမရှိတော့ဘူး ဘယ်အာယံပေါ်မှာမနှစ်သက်တော့ဘယ်ဘဝပေါ်မှာမနှစ်သက်တော့ဆလာမဒေမူတနာရီပြီးတိုင်းကြီးပြောင်းမသွားဘူးလားပြီးပြောင်းသွားတယ်သောတပန်တက္ကရာကအနာဂတ်ယဟန္တာအရိယဖြစ်တယ်ဆိုတာအသာနာပါပုထုဇဉ်ဘဝနဲ့တောင်မှမြတ်စွာဘုရားရှင်ရဲ့ဓမ္မနုယီတောက်သွင်းရတဲ့ဆိုရင်အာယုန်ဒီပေါ်မှာသက်ရှိတဲ့မဲ့အာယုန်ဒီပေါ်မှာဘဝဒီပေါ်မှာပြေတာတက်မဲ့တဲ့တနာဆလာမဒေတဲ့တနာတော့ရောပါမသွားဘူးလားရောပါသွားတယ်တရားတော်နားလည်နေတဲ့ချင်း တရားနှလုံးသွင်းနေတဲ့အချိန်တရားစဉ်းကျင်နေတဲ့အချိန်တရားရှိနေတဲ့အချိန်တရားသိနေတဲ့အချိန်တရားရှိတဲ့သူတရားသိတဲ့သူဟာအာယုန်ဒီပေါ်မှာဆန္ဒမှုသိမှုတဏှာနေပါပါတယ်ဘဝဒီပေါ်မှာဆန္ဒမှုသိမှုတဲ့တဏှာနေပါပါတယ်အာရလိုတဲ့စိတ်ရောအာယုန်ဒီရှားမနေတော့ဘူးနောက်ဘဝတဲ့ထပ်ဖြစ်ခြင်းနဲ့စိတ်နဲ့တော့ဘာကုသိုလ်ကောင်းမှုမှလည်းလုံးမနေတော့ဘူးဘဝတဲ့ဖြစ်ခြင်းနဲ့စိတ်နဲ့ကုသိုလ်မလုပ်တော့ဘဝဖြတ်ခြင်းနဲ့စိတ်ဘဝချုပ်ငြိမ်းခြင်းနဲ့စိတ်နဲ့ပဲကုသိုလ်ကောင်းမှုတွေပြုတော့မှာ ဒီဝဒီခန္ဓာနဲ့အပြတ်ချရမယ်လို့မဆိုလိုဘူးပေါ့မိမိတို့ဒီမတ်တောင်းတဲ့ဗောဓိဉာဏ်မိမိတို့ဒီမတ်တောင်းတဲ့စုအားလေးဆိုတာပေါ့ဦးဇင်းတို့ရဲ့မြတ်စွာဘုရားပါရမီတွေဖြည့်ဓဘောတဲ့နဲ့အပြတ်လုပ်ခဲ့တာတော့မဟုတ်ဘူးဘဝတွေတော့ကုသကောင်းမှုတွေကြောင့်ဘဝအသေးသေးတွေထပ်ဖြစ်ရသေးတယ်ဒါပေမဲ့ထပ်ဖြစ်တဲ့ဘဝတွေကသာယာဖို့ကြီးကန်နေဖို့မဟုတ်ဘူးမိမိကိုယ်တိုင်နဲ့တန်မြတ်ကလွတ်မြောက်ဖို့ကိုယ်တောင်နဲ့လွတ်မြောက်ဖို့ဆိုရင်တော့သူ့မိသားရှင်ဒီဘဝကလေးကဓဘောတဲ့နဲ့ပြတ်ပါပြီဒါပေမဲ့ကိုယ်ဘဝ တဏှာဘောခန္ဓာတဏှာကလွတ်မြောက်ရင်တတ္တဝါအတင်းချင်းအနန္တမရင်ပြတ်နဲ့အောင်ညာပြားရတဲ့တတ္တဝါတွေနဲ့ကိုယ်လိုပဲတဏှာဝိသင်းကလွတ်မြောက်စီခြင်းနဲ့ဆိုတဲ့မေတ္တာကြောင့်ကရုဏာကြောင့်ဘဝအတ္တပိတိထပ်ယူပြီးတော့ကုသပါရမီတွေရှိနေရတာဒါပေမဲ့ဘဝအတ္တဖြစ်ခြင်းနဲ့စိတ်နဲ့ပါရမီဖြစ်ရတော့ဟုတ်ရဲ့လားမဟုတ်ဘူးကိုကိုယ်တိုင်ဘဝကြံ့ရအောင်တစ်ခုလေးတည်းလည်းမဟုတ်တော့ဘူးတတ္တဝါတွေအားလုံးတတ္တဝါတွေအတော်များများဘဝပြည့်ကြစီဖို့အတွက်ဘဝချုပ်ငြိမ်းကြစီဖို့အတွက်ဒုက္ခချုပ်ငြိမ်းကြစီဖို့အတွက် ပါရမီတော်တွေဖြည့်ခဲ့တာပါ။အဲ့တော့မြတ်စွာဘုရားရှင်ရဲ့ဓမ္မလူကြီးဟာအာယုန်ဒီပေါ်မှာဆာလံမုတ်တိတဲ့တဏ္ဍဘဝတွေပေါ်မှာဆာလံမုတ်တိတဲ့တဏ္ဍကိုအတိတိုင်ညီအီပြည့်ဖြောက်စေနိုင်ပါလေ။ဒီလိုတော့ဂေါတမီဆိုလို့ရှိရင်ယဟန္တာဖြစ်တဲ့အထိကိုမြတ်စွာဘုရားကတရားဟောပြောတတ်တာဆုံးမခဲ့တာ။မြတ်စွာဘုရားရှင်တိုက်ကြည့်တဲ့ဓမ္မလူကြီးကြောင့်ပြီးတော့ဂေါတမီဟာယဟန္တာမကြီးဖြစ်သွားခဲ့တယ်။ယဟန္တာမကြီးဖြစ်သွားတဲ့ဆိုတော့နောက်ဘဝတည်းထပ်ဖြစ်အောင်ပါလား။ မဖြစ်တော့ဘူးဒါကြောင့်ပြီးတော့ဂေါတမီတိုက်ကြွေးခဲ့တဲ့နှုတ်ဘူးဟာအကုန်လုံးကြည်တယ်နှုတ်နှလုံးမလုံးကြည်သွားပါလေမေတော်အရင်ဖြစ်တဲ့မဟာမဟာမာယာကြည်ပြီးကြတော့သောတာပန်သရကအနာဂတ်ယဟန္တာလေးမျိုးကဘာအရိယာဖြစ်သွားတာလဲမဟာမယာဒီဝီလေဟောတာဝရဏနဲ့ပြည်သောမြတ်စွာဘုရားကအပိဓမ္မာတရားတော်ကိုဟောတော့ တရားဥပဒေနဲ့ရသွားတယ်လို့ဆိုတယ်။သောတာပန်ဖြစ်သွားတာလား၊သက္ကရာဂံဖြစ်သွားတာလား၊အနာဂံဖြစ်သွားတာလား၊ယဟန္တာဖြစ်သွားတာလား။ယင်းနေ့တွေကဆရာတွေဟောပြတဲ့ပိုင်းရင်ပါမှာပါ။ဘာဖြစ်သွားတာလဲ။ဆောက်တဲ့နွေနီ။ကဲမန္တနီဖြည်လေဘာဖြစ်သွားတာလဲ။ဒီနေ့ကျမှပဲမင်းပြီးတော့တယ်နော်။ကြည့်မြောက်ဥက္ကလာတို့၊ကလျာဏရှိဝါတို့၊ဇီဝကလျာဏတို့ ဒီနေ့ကဘာဆံဖို့မှတိုင်ကြံရှိတော့အဲ့လိုပဲမီးသူတို့မဖြစ်နိုင်တော့ကိုရေးတော့ရတာပေါ့နော်ဟဲ့လားမီးတော့ဂေါရမီကတော့ယဟန္တာထီကိုဖြစ်သွားတာသူစတဲ့မြတ်စွာဘုရားသိရတာမင်းသားရဲ့မဲတော်ဘုရားရဲ့မဲတော်အရင်ဖြစ်တဲ့မဟာမာယာတိကြီးကတော့ဘာဖြစ်သွားတာလဲတော့အတော်တာပန်ဖြစ်သွားတာကြီးတဲ့လူနေတော့နေတယ်နော်နေပေမဲ့မှန်ပါတယ်အဲ့ဒီအချင်းမဟာမာယာတိကြီးတော်တာပန်ဖြစ်သွားတယ်မဟာမယာတိဘီဆိုပြီးတော့ခမတော့ နတ်သမီးလားနတ်သားလားမေရတို့ကစကားရပြန်နတ်သားနော်ခုနပြောခဲ့တယ်ဟိုတို့တလုံးမိုးပဲကြီးတယ်ဆိုတာတို့တာရှိဦးထာဏနိုင်မြင်နေတယ်ဆိုတာတို့ဝသုံတွေဆိုင်ရင်ဖြစ်တယ်ဆိုတာတို့နဲ့တဲ့ကနတ်သားကစောင်းယူတယ်ဆိုတာတို့မှားရွေးနေတဲ့ဘာသာကြီးအယူအဆတွေကိုဘသူတွေကဖြစ်ချီတယ်လဲဆိုတော့ရှေးခရီးရဲ့ဆိုမိန်ညာဇတ်သမားတွေကွက်စိတ်ဆရာတွေဇတ်သမားတွေကနားထောင်ရအောင်ပြောစကားလုံးတွေဖွင့်လိုက်ပြီးတော့ဟိုပြောဒီပြောပြောတော့ မိဘဂျေစုပေါ်လွင်နေတဲ့အမေတောင်မှဆရာတောင်မှမိဘဂျေစုအမေဂျေစုနှုတ်တလုံးပုတ်ပဲကျင်းနေတဲ့ပြောလိုက်တော့သသမားကြီးပြောတာအဟုတ်ချင်းကိုယ်စိတ်ဆရာကြီးသန္တေသန္တနဲ့ကို့ညွှန်ပြီးတော့ပြောတာအဟုတ်ချင်းအဟုတ်ချင်းပြီးတော့ဒီဇာကကဆွေးလာခဲ့တာဆရာတောင်မှအမေဂျေစုနှုတ်တလုံးပုတ်ပဲကျင်းတယ်ဆိုတာသသမားကြီးကိုယ်စိတ်ဆရာကြီးကြီးကလာတဲ့ဇာကပါဒါမဲ့လူတွေကအရင်မှပြောတဲ့စကားသာသမာတိပြောတဲ့စကားမင်းသားတွေကိုယ်သဘောကျတဲ့မင်းသားတွေပြောတဲ့စကားဆိုတော့အဟုတ်မထင်ဘူးလား ဟုတ်တင်လားဟုတ်တယ်ပြီးတော့အစင်းဆက်ပြန့်နေတာဒီနေ့ဒီချစ်ထီတောင်လို့နှလုံးမလုံးကြည်ပါတယ်လို့စာအုပ်ကောင်းစင်တက်ပြီးတော့ရေးတဲ့ကြားတဲ့ကူကလို့တလုံးမပဲကြည်တယ်ဆိုတဲ့အစွဲကိုမဖြောင်းနိုင်တို့ဆရာတော်တန်ကတော့အစင်းဆက်မိမအစင်းဆက်လို့တလုံးမပဲကြည်တယ်ဟောခဲ့တာသူ့ကြမှာလို့နှလုံးမလုံးကြည်တယ်ဆိုတော့သူကအဆန်းထန်တယ်လို့ပြောတဲ့လူကလည်းမရှိဘူးလားဆရာဟောပါဠိတော်အထောက်အထားအတိအကျစာမျက်နှာနဲ့ရေးထားပါလျက်နဲ့ကိုအစင်းလာကိုစွဲနေတဲ့သူတွေကအများကြီးပဲ အဲ့ဒါခုနဇက်ဆရာတွေကိုစိတ်ဆရာတွေကဟိုပြောဒီပြောလျှောက်ပြောတော့အဲ့ဒီမှာအမားတွေဖြစ်ကုန်တာပေါ့မားကဘလာဒီရန်ဖြစ်တယ်ဆိုတော့ဇာသမားတွေလုံတာနဲ့မေရမယာတောင်မှာနတ်ကြီးရောက်တာဘာပဲဖြစ်နေရသေးတော့နတ်သမီးပဲဖြစ်နေရတာဥစဉ်တော့နှလုံးလုံးလုံးကြည့်ပါလေဆာမဒီကုချုပ်ဒီမှာတော့ရေးထားသေးတယ်လေ ဟုတ်လားဇာသမားတွေကိုစိတ်ဆရာကြီးကနေရာစကားတွေဖြည့်ဖြည့်ပြီးတော့ချက်ချက်ပြောကြလို့ဟိုဇာသမားကိုစိတ်ဆရာကြီးပြောသမျှစကားအကုန်ဖြစ်တယ်လို့မဆိုလို့ဘူးနော်တချို့လူတွေကြတော့လဲဆရာတော်တွေဟောတဲ့တရားနားမထောင်ခြင်းတရားစာအုပ်တွေမဖတ်ခြင်းဇက်တွေလာပြီးဟိုကိုစိတ်ဆရာကြီးပြောတဲ့ဟောကမ်းလေးတွေလာပြီးဆိုတော့မှဖွင့်နားထောင်နားထောင်ပြီးတော့မှဆရာရဲ့အကြောင်းတရားရဲ့အကြောင်းတွေသိတဲ့လူတွေလည်းမရှိဘူးလားဇာသမားကိုစိတ်ဆရာပြောတဲ့ဇက်တော်တွေဟိုဇက်ပွဲတွေဘာကြီးကြတော့လဲနောက်ပိုင်းဇက်တွေဘာကြီးကြတော့မရှိဘူးလား အဲ့ဒီကနောက်ပိုင်းဆက်စရကဘာရှင်းတာတော့ဟုတ်လားဘုရားဟောဇတ်တော်တွေကိုနောက်ပိုင်းဆက်ဆိုပြီးလုတ်ထားတာလေအဲ့ဒီမှာဆိုတော့ဇတ်ကဇတ်တော်တူတူလေးရှိပြီမဲ့လေမိုးလေးနဲ့ထိကားမှာဆိုတော့ဆွဲဆန်းပြီးတော့ချက်ပိဋကကလည်းစိတ်ဝင်စားအောင်ဖွဲ့နှိပ်ပြီးတော့ရေးသားကြတာပေါ့အဲ့ဒါနဲ့ဦးဇင်းတို့လည်းပဲအဲ့ဒီဆောင်မတိရေးတဲ့ရပိုင်းလေးမှာပဲဒီဇတ်တော်အဲ့ဒီကြောင်းလေးကလည်းရေးပြီးလို့စိတ်ကူးမိရဆိုတော့ဇတ်သမားတွေကိုယ်စိတ်ခရီးကြောင်းဒီလိုတွေပါနေတာဆိုတော့ဟုတ်များဟုတ်မှန်းလားမသိဘူးဆိုတော့ရေဒီယိုမှာဒီနေ့သာကြော်ညာလေးကြတော့လေ ဲ့ဒီရှင်မင်းရဲ့ဒီပါဇတ်တော်ဘုရားလောင်းလေးတော်တင်ကန်းလာမယ်ဆိုတာလေပြုတ်လိုက်တော့ကဲဖွင့်ကြည့်ဦးမှာဆိုဖူကောက်လဲဖွင့်လိုက်ရောဟိုကမဲမဲဖျားမဲမဲဖျားနဲ့လက်ကြီးကနတ်သမီးကြီးကအော်နေတာလေသူကတော့မဲမဲဖျားမဲမဲဖျားနဲ့လုပ်နေတော့ကဲလက်သမားကြီးရဲ့လက်ချက်ကြောင့်ဖုတ်ကညာတော့ပါ ဆောင်းပါနေခွင့်ကြောင့်ဒီမှာရေးထားတာလေသာသမားရဲ့လက်ထက်ကြောင့်ဖုံးကညာတပါလုံရကပြားသွားရပါဘောလားတန်တုသီတာ နတ်သားကြီးကြီးဒီလိုလေးညှို့ထုတ်ထားတာကိုဟိုကတကယ်တော့နတ်သားလားနတ်သမီးလားနတ်သားတန်တုသီတာနတ်သားတန်တုသီတာတစ္ဆုတစ်ရှင်းဒီမှာလည်းပါပါတယ်သကလုံးသုံးလုံးနောက်ကမေရောမိနတ်သားလို့သုံးတာမဟုတ်ဘူးလားမေရောမိနတ်သားမေရောကတော့ဒီဘောရဲ့မေရောအမိအဲ့ဒီအမိကဟိုနောက်ဘောကြတော့နတ်သားဖြစ်နေတယ်မေရောမိကနေဖြစ်သွားတဲ့နတ်သားမလို့မေရောမိနတ်သားလို့ပြောတာ မေရမိနတ်သားဆိုတဲ့သကလုံးကြီးကြီးလိုက်ရင်ကိုပဲဆရာလောင်းရဲ့မြတ်စွာဘုရားရှင်ရဲ့မေရမဟာမာယာတိဗီဟာနတ်သမီးတော်ဖြစ်တာမဟုတ်ဘူးနတ်သားတော်ဖြစ်တာဆိုတာမထင်ရှားဘူးလားထင်ရှားနတ်သားရဲ့နာမည်ကဘာလို့သံတုတိတာနတ်သားသံတုတိတာလို့ရေရွယ်ပဲပြောလို့ရပါတယ်သံတုတိတာသို့မဟုတ်သံတုတိတာအဲ့တော့တန်တုတ်တိတ္တနတ်သားဖြစ်သွားတာပေါ့အဲ့တော့တန်တုတ်တိတ္တနတ်သားကိုမြတ်စွာတန်တုတ်တိတ္တနတ်သားအမှုထားပြီးတော့နတ်မြတ်မာတွေကိုအပြီးမှတရားတော်တွေဘာလို့သုံးလားခေါ်တော့ ာရုတိတဲ့နတ်ဘက်ကသောတာပန်ဖြစ်သွားတယ်။ယဟန္တာတော့မဖြစ်သေးဘူး။ဒီနေ့ကအစာတက်တဏှာတက်ကလုံးဝတော့မပြောင်းသေးဘူး။ဒါပေမဲ့သောတာပန်ဖြစ်သွားပြီဆိုရင်ကိုပဲတစ်ချိန်ချိန်မှာသိမဝေးလာတော့တဲ့ကာလမှာယဟန္တာဖြစ်ဖို့မသေးကြဘူးလား။သေချာသွားပြီ။တဏှာဆက်တဲ့အစာတက်တွေလုံးဝကျင်းပြောက်တယ်။ယဟန္တာဖြစ်ဖို့သေချာသွားပြီဖြစ်တဲ့အမေကိုသောတာပန်ဖြစ်အောင်တရားဓမ္မနှုတ်ရည်တိုက်ကြွလိုက်တဲ့ဆင်းရဲမြတ်စွာဘုရားရှင်မှာနှုတ်ဘူးကြီးကြီးမတော်ဘူးလားကြီးတော်ပါတယ် ်မျိုးနှလုံးပေါ်လုံးကြည်ပါတယ်ဆိုတာသဘောပေါက်ပါတယ်နော်ပြောမယ်ဆိုတော့အများကြီးပြောကြချင်တာပေါ့ဓမ္မနှုတ်ဤလောကနှုတ်ဤပြီးတော့ကောင်းပြီးရှောက်တဲ့ဆက်ကလေးနဲ့ပဲပြောပြတာပါ